ပဲခူးတိုင်းရန်ကုန်ပြည်ကားလမ်းပေါ်မှာနယ်မြေရှင်းလင်းရေးလုပ်ရင်းစစ်ကောင်စီတပ်သားနဲ့ပြည်စော်ထီတွေကိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီဘက်က၈ယောက်သေဆုံးပြီး၄ယောက်ထိခါရတယ်လို့တရားဝရီခရိုင်တပ်ရင်3800နှစ်တက်ခွဲနှစ်ကဧပြီ23ရက်မှာထုတ်ပြန်ပါတယ်။တရားဝရီခရိုင်မင်းလားမြို့နယ်အပိုင်းရန်ကုန်ပြည်ကားလန်အရှိတ်ဘက်ကျေးရွာတွေမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့စစ်ကောင်စီတပ်တွေလာမယ်ဆိုတဲ့သတင်းအရတရားဝရီခရိုင်တပ်ရင်3800နှစ် တက်ခွဲနှစ်နဲ့တက်ခွဲသုံးကရဲဘော်တွေနှစ်ဖွဲ့ခွဲပြီးနေမည်ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ဆိုပါတယ်။အင်ဂျင်ကုတ်အုပ်စုအညာတန်းကြီးရွာရန်ကုန်ပြည်ကားလန်ဘေးက53ထမင်းဆိုင်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြူစော်တီအယောက်20လောက်ထမင်းစားနေတာကိုတွေ့ရလို့တက်ခွဲနှစ်ရဲဘော်တွေကရှောင်းတခေပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဖျော်ဖျဲထွက်ပြေးကြတယ်လို့ဆိုပါတယ်။ ထွက်ပြေးသွားသူတွေကိုလိုက်လံတက်ခတ်ရမှာတော့စစ်ကောင်စီတပ်သားနဲ့ပြစ်စောတီ၈ယောက်တည်ဆုံးပြီး၄ယောက်တရားရခဲ့ကမိုးလွဲ၂နာရီ၁၅မိနစ်မှာစစ်ကောင်စီတပ်က MI 35ရဟတ်ရင်နဲ့ရုံးမအဆက်ကပြည်သူတွေနေထိုင်ရာနေရာတွေကိုဘုံကျဲပြစ်ခတ်တက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။